အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်ဂျွန်လတလစာတလင်းနာသတိမီများတဲ့တလစာဟောစတဲ့နဲ့ရရလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်တလင်းနာသတိမီများအနေနဲ့ဒီလမှာပေါ့နော်မိတိအခက်ခဲမိတိပြက်နာပဲကြုံရကြုံရမိတုအချီကိုမှအကူညီတောင်းတာမျိုးအားကိုရှာတာမျိုးလုံးဝလုံးဝမဟုတ်ပါနဲ့အဲ့တော့မိမိအားကိုရှာလိုက်တဲ့အရာတိုင်းကမိမိကိုဒုက္ခပေးတဲ့သူတွေဖြစ်လာပြီးရော ချားကြောက်လို့ရှင်ကြီးကိုရှင်ကြီးချားထက်ဆိုးဆိုတဲ့အဖြစ်အပျက်မျိုးဒီလမှာကြုံတွေ့ရဖို့ရှိပါတယ်။အကြောင်ဒီလမှာမြေလုံးဆရာရှိရလုပ်မယ်ဆိုတော့ကိုအားကိုကိုပြီးတော့လုံးဆရာရှိရကိုလုပ်ဖို့အကြံပြုချင်ပါတယ်။အကြံပေးချင်ပါတယ်။ဒီကာလမှာပေါ့တနင်္လာလောက်ပေါ့နော်လူတွေကိုယုံပြီးတော့မှာကြဖို့မိတော့ခောက်ရတာမျိုးဖြစ်ပျက်မျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒါမမိရဲ့ဒီအိမ်မှာရှိနေတဲ့လက်အောက်ငယ်သားတွေဒီရန်ဟို ဟိုထွက်ပြေးတာမျိုးထွက်သွားတာမျိုးမိမိရဲ့ဒီမိမိတန်ငယ်တဲ့သူတွေနဲ့ရံဖြစ်ပြီးတော့တို့နဲ့အဆင်မပြေလို့တို့ကနေပြီးအိမ်ရနေဆင်းသွားတာမျိုးအဖြစ်ပြက်မျိုးကြုံတွေ့ရကြရရှိပါတယ်။ဒီလမှာအိမ်ပြောင်းတာမျိုးအိမ်ရွှေ့တာမျိုးเนาะအိမ်နဲ့ပတ်သက်ပြီးတော့ပြင်ဆင်တာမျိုးလုံးဝလုံးဝမလုပ်တတ်ပါဘူး။အဲ့လိုမျိုးလုံးမယ်ဆိုရင်တော့မိမိကဒီထက်ပိုပြီးတော့ ဆိုးရတဲ့အခြေအနေမျိုးကလည်းဒီတက်ပို့ပြီးဆိုးရတဲ့အခြေအနေမျိုးကြီးကိုပဲဥတီသွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးတော့မိမိကဒီကာလမှာအောင်သူများကိုအာမခံပေးတာမျိုးသူတို့ဘာကိုဒီဒီတာဝန်ခံပေးတော့တာဝန်ယူပေးတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့။အဲ့လိုမျိုးလုပ်ပြီးဆိုတာနဲ့နောက်မှာတောက်ဆက်တဲ့ပြဿနာလေးတွေပေါ်ထွက်လာဖို့ရှိပါတယ်။ဒီလမှာတော့တခုတူးစန်းနာကြတော့ဘာလဲဆိုတော့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ဝင်စရာရှိရာဝင်တယ်ဝင်စရာရှိရာဝင်တယ်ဒါပေမဲ့အလွန်မင်းဝင်တာမျိုးမဟုတ်ပဲနဲ့ မိဝင်တဲ့ဟာနဲ့မိသုံးရမဲ့ဟာနဲ့အမြဲအမြဲကွက်တည်မျိုးဖြစ်တတ်တယ်။ဒါပေမဲ့ငွေကြေးအရင်ကြီးကြက်တဲွားတာမျိုးအရင်ကြီးဖျားခတာမျိုးတော့လုံးဝလုံးဝမရှိပါဘူး။ဒါပေမဲ့အရင်လက်ထက်စာရင်တော့ဒီလကတော့အနည်းဆုံးတော့မွေးကြီးကိစ္စနဲ့ပတ်သက်ပြီးတော့အသက်ကြီးချောင်နေလို့ကျွန်တော်ကျွန်တော်နေနဲ့ပြောချင်တယ်။တခုတတိထားဖို့ပြောချင်တာကျွန်တော်ဒီလမှာပေါ့နော်။တချီတဲ့အပွားကြံပြီးတော့ဒါအကုန်လုံးရင်းချလိုက်ပြီးတော့ငါအမြဲဆုံးနေအများကြီးရမယ်ဆိုတဲ့ကိစ္စမျိုးတွေ လောင်းစားတစ်ခုခုအပေါ်မှာအလွန်မင်းပုံအောလိုက်တာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့အဲအဲ့လိုမျိုးလုံးလိုက်ပြီးဆိုတာမိမိကအနှောက်ရှက်တွေဖြစ်လာပြီးတော့အဆင်မပြေတာတွေဖြစ်လာပြီးတော့မကောင်းတာတွေဖြစ်လာပြီးတော့ဟိုမမီးကတော့ကောင်းမယ်ဆိုပြီးလောက်လိုက်တဲ့အရာအားလုံးကပျက်စီးချိုရင်းသွားတတ်ပါတယ် ောက်ပြီးတော့ဆရာသမားလိုပုံကိုမျိုးတွေမိမိတဲ့ကြီးပါတယ်ဆိုတဲ့မိမိယုံကြည်ကြပါစေသူမျိုးတွေရဲ့ဒုက္ခပေးခြင်းအကောက်ကြံခြင်းမိမိကိုမိမိရှိရနေမျိုးအခွင့်အရေးတွေလူယူခြင်းတွေကြုံရရတတ်တယ်ဒါပေမဲ့ဒီလားကနေစတဲ့မိမိနဲ့မတည့်တဲ့သူတွေနဲ့မိမိနဲ့စီးပွားရေးအဆင်ပြေတဲ့သူမိမိရဲ့ပြိုင်ဘက်တွေနဲ့ဒီကာလမှာလုံးဝလုံးဝဒီစကားပြောရတာအဆင်ပြေပြီးတော့အုပ်ကွေလို့ကျွန်တော်တို့နဲ့ပြောလို့ရတယ်ပေါ့နော်မိမိရဲ့အလောက်ကင်ကနေပြီးတော့အခွင့်အရေးကောင်းနေရတတ်တယ်အဲ့တော့ဘာပဲဖြစ်လာဖြစ်လာဘာပဲရှိလာဖြစ်လာ အကောင်းဆိုလည်းနှစ်ကြိမ်အဆိုးဆိုလည်းနှစ်ကြိမ်နှစ်ခါနှစ်ခါနှစ်ခါနှစ်ကြိမ်နှစ်မျိုးပေါ့အဲ့လိုမျိုးတွေကြုံတွေ့ရဖို့ရှိပါတယ်ပြောချင်တာတော့နှစ်ခါနှစ်ခါဖြစ်စဉ်တွေဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်ပြီးတော့အိမ်တော်ရှိရသူတွေအနေနဲ့ဆိုဒီကာလမှာအိမ်တော်ရင်းအစီအမံပြရာမျိုးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့လုံးဝပင်ပန်းရတော့စိတ်ပင်ပန်းရလို့ဖြစ်လာတတ်ပါတယ်တော့ဒီကာလမှာပေါ့နော်ဒီဒီပြောရမယ်ဆိုရင်တော့ဒီအချို့သောကိစ္စရက်တွေကိုလုံးမဲ့လုံးမဲ့ကြံစီတိုင်းမပြီးနိုင်မစီးနိုင်အာ အနောက်ရက်တွေမျိုးစုံဖြစ်နေရမျိုးကြုံရတတ်တယ်အဲကြောင့်မလုံးစရာရှိရအောင်ရှိမယ်ဆိုဖက်ပြောင်းတယ်လုံးစရာရှိရလောက်လိုက်ကောင်းနေဖြစ်စေဆိုတဲ့ဖြစ်နေလုံးဝလုံးဝကိုမဆိုင်နဲ့ငါလုံးစရာရှိရလောက်ကိုလုံးမယ်လို့ပြောလိုက်တာကောင်းပါတယ်ဘာပဲဖြစ်လာဖြစ်လာဒီအမှုခင်းအမှုခင်းဖြစ်လာမယ်ဆိုရင်အချို့ရအားလုံးကဝင်ပြဘက်ကရှော့ပေးလို့ရရင်ရှော့ပေးတတ်ခြင်းအားဖြင့်ပြက်နာအားလုံးကိုကြော်နိုင်ပါလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ဟိုမမိဟိုနိုင်ကျင်လုံးတို့အစင်ပြင်းလုံးတို့လောက်ကမှပို့ပို့ပြီးတော့မမိရဲ့ဒီကြက်တဲမှုတွေပို့ပြီးဖြစ်ပေါ်လာတတ်တာကိုတွေ့ရပါတယ်အခြေရေးဒီနဲ့ကတော့ဒီကာလမှာပေါ့နော်ဒီရန်ဖြစ်ရတာမျိုးပရိပကဖြစ်ရတာမျိုးအစင်ပြင်းဖြစ်ရတာမျိုးစိတ်ပင်ပန်းရတာမျိုးကိုပင်ပန်းရတာမျိုးဖြစ်ပေါ်လာတတ်ပါတယ် ။နောက်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးပြောလို့တာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အောက်ပိုင်းခါအောက်ပိုင်းနေခါနဲ့ပတ်သက်တဲ့ယောဂါတွေနောက်ပြီးရဲ့အခါကျတော့ကျွန်တော်တို့ဒီမိမိရဲ့ဒီခါနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်။နောက်ပြီးတော့ဒီသွေးနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်။အရိုးအကြောတွေနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တာကိုကျွန်တော်အနေနဲ့တွေးရပါတယ်။အော်ဒီကာလမှာပေါ့နော်လက်ချက်ကြတော့ဘာလဲဆိုတော့ တနက်ကတော့ပြောမယ်ဆိုရင်တော့မိတိအပြောင်းရှင်တော်တို့မှလည်းအိမ်ပြောင်းတာရောအလုပ်ပြောင်းတာရောဟိုပြောင်းတာရောဒီပြောင်းတာရောဘာပြောင်းတာပဲဖြစ်ဖြစ်လုံးဝလုံးဝမလုပ်ပါနဲ့နော်ဒီကာလမှာတနက်ကတော့ပေါ့နော်ဒီမလုပ်တာကောင်းတယ်ဒီကာလမှာဒီအယောင်းဝယ်တွေတမားတွေအနေနဲ့ဆိုဒီကာလမှာအကြီးအကျယ်ဟိုနော်ငွေငွေကောင်းတာတွေတွေ့ရပါတယ်ခင်ဗျနောက်ပြီးရခါကျတော့ဒီလမှာပေါ့နော်ဒီ ကံကောင်းစေတဲ့ယရိယာကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမိမိတို့ရဲ့ဒီကျွန်တော်တို့နေနံတောင်းပေါ့နော်တနိနာတောင်းပေါ့တနိနာတောင်းမှာရှိတဲ့ရပ်စရာပြားရှိကိုတော့မြတ်ကြီးကိုဇပယ်ပန်တက်စစ်ကတ်လူပြီးတော့ဆူတောင်းတာမျိုးရေတက်စစ်ပူဇော်တာမျိုးလုပ်ပေးပါမိမိရဲ့အိမ်ရဖျားမှာလည်းကျွန်တော်တို့မုံလုံးရေပေါ်ပေါ်တက်စစ်ကတ်လူပြီးတော့မှမိမိရဲ့အခက်ခဲမိမိရဲ့အနှောက်အယှက်တွေမိမိရဲ့ပင်ပန်းမှုတွေအားလုံးတက်တာပါစေကြောင်းဆိုပြီးတော့ဒီဆူတောင်းပြီးတော့ဒီဆူတောင်းပါပေါ့နော်အဲဒါဆိုရင်တော့မိမိရဲ့အခက်ခဲတွေပြေလည်ပါပါလိမ့်မယ် အားလုံးပဲဒီလမှာအားလုံးအဆင်ပြေကြပါစေရလက်ကောင်းတွေရရှိကြပါစေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံကြပါစေကျွန်တော်အနေနဲ့ဆုမွန်တောင်းပေးလိုက်ရပါတယ်ခင်ဗျာ